ပဆက်အရီလောက်ချစ်တဲ့ကောင်မလေးကိုတော့မတွေ့ဘူးလို့ထင်ပါတယ်။ကြံနေတဲ့ကလေးလေးတွေအင်ကြီးအစ်ကိုကြွားနေတဲ့အချိန်မှာသူကတော့စူဆောင်းထားတဲ့ငွေစင်းစာအုပ်ဘောကပဆက်အရေးအတွက်တွေကိုကြွားနေပါတော့တယ်။သူအရွယ်ရောက်လာတဲ့အချိန်အချိန်ဒီပို့ပြီးတော့ဇိုးသွားခဲ့ပြီးကောင်လေးကသူ့ကိုချိန်လို့ရှိရင်သူဟာပဆက်ကိုပဲယူတော့မယ်လို့တခါလေပြောတတ်ပါတယ်။နင်းပဆက်အရီလောက်ချစ်တာဘယ်မှာပဲအလုပ်သွားလို့ဆိုပြီးတော့သူတို့အင်ကလူတွေက ပြောကြပါတယ်။သူကလည်းလိုင်းမောင်ကနေဘန်လို့ကိုတကယ်ရှာလိုက်ပြီးအင်တာဗျူးတဲ့အချိန်မှာသူကဘာလို့တာအကျွမ်းဆုံးလဲလို့မေးတဲ့အခါမှာတော့ကောင်မလေးကပဆက်ရေးရတာအကျွမ်းဆုံးပဲဆိုပြီးတော့ပြန်ဖြေပါတယ်။ အဲ့လိုနေပဲသူကအလုံးဝင်သွားခဲ့တာဖြစ်ပြီးတော့သူကြိုက်တဲ့ပတ်စံရည်ရတဲ့ဘဝကိုရောက်သွားခဲ့တာဖြစ်ပြီးအချိန်တိုလေးအတွင်းမှာကောင်မလေးဟာပတ်စံရည်ရတာပြင်းသွားခဲ့ပါတယ်။ကိုယ့်ရဲ့ပတ်စံမဟုတ်တော့မပြောတော့တာဖြစ်ပြီးဒါကြောင့်သူဟာဘန်ကိုတ냐တိုက်နိုင်ရင်ဘလောက်ကောင်းမလဲဆိုပြီးတော့တွေးနေပါတယ်။တိုက်စင်တာတခုကတော့အဲ့ဒီအချိန်မှာဘန်က900မီလီယံတ냐တိုက်ခင်ရပြီးတော့ကောင်မလေးကလည်းအဖမ်းခံလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီဓမြတွေကလည်း fresher လေးလို့ထင်ထားခဲ့တာဖြစ်ပြီးတော့ကားကိုမောင်းရင်မောင်းရင်နဲ့တော်လေးကိုဝင်သွားခဲ့ပါတယ် လမ်းမကျောင်းနဲ့ကမာတော့ကားကကြောက်ကဘာပေါ်ကနေပြုတ်ကျသွားခဲ့ပြီးကားပေါက်ခဲသွားတဲ့ကမာတော့ကောင်မလေးဟာရေထဲကိုရောက်သွားခဲ့ရပါတယ်။ပစံထေထားတဲ့တစ်တာကလည်းသူနဲ့အတူတူပြုတ်ကျသွားခဲ့ပြီးတော့ကောင်မလေးကလည်းတစ်တာနဲ့အတူတူရေထဲမှာမျောသွားခဲ့တာဖြစ်ပါတယ်။တနေရာကိုရောက်လာတဲ့ကမာတော့တစ်တာကရေထဲအများကြီးဝင်သွားတဲ့အတွက်နင်းမြုပ်သွားခဲ့ပြီးရေမကူးတဲ့ကောင်မလေးကတော့သူ့ဘဝအဆုံးသတ်ရမယ်လို့ထင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့အကယ်ခံလိုက်ရပြီးသူနိုးလာတဲ့ကမာတော့ဗန်ဘက်ကသူ့ကိုယောကြည်ပြီးမှလားဆိုပြီးတော့တခါလေးပြောလိုက်ပါတယ်။ သူဈေးရုံထွက်လာတဲ့အခါမှာအရင်မှုကို TV ပေါ်မှာလွှင့်နေတာတွေ့ရပြီး TV ပေါ်မှာ900မီလီယံနဲ့အတူတူဓမြတွေဟာပောက်ကွဲမှုရဲ့အောင်မှာပြကြသွားပြီဆိုတဲ့သတင်းလေးကြားလိုက်ရပါတယ်။ကမာလီရဲ့ခေါင်းထဲမှာတော့အရင်ပတ်စံရဲ့တင်းနီယာကိုသူပဲတီးပြီးတော့သူသာသွားပြီးတော့ယူနိုင်မယ်ဆိုရင်အဲ့ဒီထဲမှာရှိတဲ့ပတ်စံတွေကသူရဲ့တသက်လုံးရေဖို့အတွက်လုံလောက်သွားပြီဖြစ်ပြီးဒါကြောင့်မေသူတို့ဟာတိုင်အသားလုံးကိုခေါ်ပြီးတော့မှငွေဆက်တဲ့အစီအစဉ်ကိုစတင်ပါတော့တယ်။ဒါပေမဲ့တောင်ကြီးကိုရောက်တဲ့အခါမှာတော့ကားကရှုံအိုင်ထဲမှာနစ်နေပြီးတော့သွားလို့မရဖြစ်နေပါတယ်။လူတိုင်းကကောင်မလေးကိုလက်လွတ်ဖို့ချုံနေကြပြီး မိုးရွာလာတာနဲ့မျှတိုင်အင်းသားလုံးကထွက်ပြေးကြပေမဲ့ကောင်မလေးကတော့စိတ်မလျှော့ပါဘူး။သူဟာတန်းနဲ့ရင်ပြီးတော့ကြောက်ကွားကနေဆင်းသွားပါတယ်။တနင်္လာရောက်တဲ့အခါမှာကျိုးတို့နေမယ်တီးလဲရပြီ။မရတော့လေအပေါ်ကိုပြန်တက်တာပေါ့။ထင်မလားတာတခုကတော့ကြီးသားတဲ့တင်းကုပ်ပါပြုတ်ကျသွားခဲ့တာဖြစ်ပြီးကောင်မလေးဟာတပတ်လောက်ပျောက်သွားခဲ့ပြန်ပါလေ။အားလုံးကတေဆုံးသွားပြီလို့ထင်နေတဲ့အချိန်မှာပဲသူကတော့ထုံနေထုံနေနဲ့ပြန်ရောက်လာခဲ့ပြီးသူ့ပြက်သွားတဲ့အတွေ့အကြုံမှလန့်ပြီးတော့អော်နေကြပါတယ်။တရေမြင်နေထင်ပြီးတော့ကားတွေကကောင်မလေးကလည်းအန်နေသလို တင်ကန်းစာရပြီးတဲ့နောက်မှာတော့သူဟာကြရှုံရတဲ့အကြောင်းရင်းကိုအနစ်ချိုးလိုက်ပါတော့တယ်။သူကတဆိုင်ရနော်လီမရှိတဲ့ပြင်စနစ်မကျလို့မအောင်မြင်တာဖြစ်ပြီးတော့အဲနောက်မှာတော့သူဟာပထဝီဝင်တက္ကသိုလ်ဆရာကြီးကိုတွားလိုက်ပါတယ်။ဆရာကြီးမှသူ့ကိုနည်းနည်းလေးထောက်ပြဖို့အတွက်တောင်းဆိုလိုက်တာဖြစ်ပြီးဒါပေမဲ့ဆရာကသူ့ရဲ့တပည့်ကိုပဲတင်ပြီးမှဆိုပြီးတော့ပြန်ပြောပါတယ်။အဲ့တော့ကောင်မလေးကပထဝီဝင်တက္ကသိုလ်ဝင်ခွင့်ဖြေဖို့အတွက်ဆုံးဖြတ်လိုက်တယ်လို့သူပြန်သွားတာနဲ့အလုတ်ထွက်စာကိုတင်လိုက်ပါတော့တယ်။သူ့ရဲ့ဖေထင်လာတာကသူ့ရဲ့သမီးကယူသွားပြီလို့ထင်တာပြီးမူလာနဲ့အွန်လိုင်းမှတ်တောင်မရတဲ့သူကတက္ကသိုလ်တက်ချင်တယ်တဲ့။ ဒါပေမဲ့ကောင်မလေးရဲ့အမြင်မှာအရင်တုန်းကစာလုပ်တဲ့အချိန်မှာဥတီကျလဲမရှိခဲ့တာဖြစ်ပြီးအခုတော့9မီလီယံကြီးကအရှိမချာတာမှန်တည်တဲ့အခါမှာတော့ဥတီရရှိသွားခဲ့ပြီဖြစ်ပါတယ်။အဲဒီအချိန်ကနေစပြီးတော့မှသူဟာအင်္ဂါသေးသေးလေးမှစာကြိုးစားလုပ်နေပြီးတော့အပြင်လောကနဲ့လည်းအဆက်အသွယ်မလုပ်ဘဲနဲ့နေမနာညမနာစာကြိုးစားလိုက်တာတနည်းပြေသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ကောင်မလေးဟာသူများထက်ကိုတမက်လိုပြီးတော့ကြာသွားခဲ့ပြီးသူစိတ်ညစ်နေတဲ့အချိန်မှာသူ့ထက်တမက်ပိုတဲ့ကောင်လေးကအပြော်လွန်ပြီးတော့တေးသွားခဲ့ပါတယ်။အဲ့လိုနဲ့ပဲကောင်မလေးဟာအောင်စင်းနဲ့ကိုပတ်သွားခဲ့တာဖြစ်ပြီးတော့ ကျောင်းတက်တဲ့အချိန်မှာတခြားလူတွေကပေါ်ဒီပေါ်စာနေနေကြပြီးကော်မန်ဒီတယောက်တည်းစာတလုံးမှအလုံးမခံမနေအစွမ်းကုန်ကြိုးစားနေတာဖြစ်ပါတယ်။ဒါပေမဲ့စာရယုံနဲ့မလုံလောက်ပဲနဲ့ဆန်းတဲ့ကိရိယာတွေတောင်းပေါ်တည်သွားနေအောင်သူဟာရင်မောင်းနိုင်စင်လေသွားပြီးတော့ဖြေရပါသေးတယ်။သူပြေးတဲ့အချိန်မှာဆရာကားရဲ့အသက်ကယ်ပူပေါင်းထွက်လာအောင်မောင်းခဲ့ပြီးရေအောင်ဆင်းပြီးတော့တစ်တာကိုဆင်နိုင်ဖို့တဲ့သူဟာရင်ငုံတင်တန်းကိုလည်းသွားရပါသေးတယ်။သူကရေအောင်ကိုပဲစူကြီးဆင်းနေတဲ့အခါမှာရင်နေပြီးတော့မတည်တာကန်ကောင်းသွားခဲ့ပြီးသူ့ရဲ့ဆရာကလည်းဆေးဆိုးသွားပြီးတော့ နေပါလို့အပေါ်ကိုမတက်လာလဲလို့မေးတဲ့အခါမှာသူကရေမကူးတတ်ဘူးဆိုပြီးတော့ပြန်ပြောပါတယ်။သူစကားကိုကြားပြီးတော့ဆရာတော်မှဆွန့်အားသွားခဲ့ပြီးအန်တော်မှာတော့သူဟာတောင်းတဲ့ရေကိုပလတ်စတင်လုပ်တာတွေအကုန်လုံးတင်းနှန်းသွားပြီးတော့တက်ပါတယ်။ပစံဆဲဖို့တဲ့တဆန်ရတင်းနှန်းတွေကိုအကုန်လုံးကိုတက်လိုက်တာဖြစ်ပြီးအဲ့ဒီအတွက်သူ့ရဲ့ပစံကုန်းသွားခဲ့ပြီးတော့အရင်ပစံလာောက်တဲ့အခါမှာတော့သူ့မှာပေးစရာမရှိတော့ပါဘူး။ အဲ့တော့သူဟာသူ့ရဲ့ညီမလေးကိုဖုန်းဆက်ပြီးတော့အကူအညီတောင်းပါတယ်။ဒါပေမဲ့သူ့ရဲ့ဖေကသူ့အိမ်မြန်တော့အကုန်လုံးသူ့ကိုပတ်စံတပြားမှမပေးဖို့ပြောထားပြီးကံကောင်းတာတစ်ခုကတော့ကောင်မလေးဟာစာတော်ရာကြောင့်ပဲစကောလာရှစ်ကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီပတ်စံကနောက်နေ့မှရမှာဖြစ်ပြီးတော့ရေကူးတင်နေဆရာကသူ့ကိုပတ်စံရနိုင်တဲ့ပြိုင်ပွဲလေးကိုဝင်ခိုင်းပါတော့တယ်။ပတ်စံရနိုင်တဲ့ကြားတဲ့အခါမှာကောင်မလေးကအားကျုံးမတဲ့နဲ့ပထမဆုံးကိုရအောင်ယူခဲ့ပြီ ကော်မလီကလည်းအာဂျွန်မန်တန်နဲ့ပထမဆုံးရအောင်ယူခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူဟာတောင်တဲ့ပြိုင်ပွဲကိုလည်းဝင်ပြိုင်ခဲ့တာဖြစ်ပြီးနိုင်ငံခြားမှာပထမဆုံးရတဲ့အထိပြိုင်ခဲ့တာဖြစ်ပါတယ်။တင်းတော့ကသူ့ကိုဘာကြောင့်လာပြိုင်တာလဲလို့မေးတဲ့အခါမှာတော့သူဟာရေရိုးသားသားလေးပဲဖြစ်လိုက်ပါတယ်။ပတ်စံကိုကြိုက်လို့ပါတယ်။တက်တဲ့သမျှတွေအကုန်လုံးတက်ပြီဆိုတဲ့အခါမှာတော့ကော်မလီကသူ့ရဲ့စုငွေတွေတုံးပြီးတော့မှကားတစ်စီးနဲ့မြေတဲ့ဆန်းတဲ့ဆက်တွေအများကြီးဝယ်ပါတယ်။အခုအရာအလုံးပြည့်စုံတဲ့ခါမှာတော့900မီလီယံကိုဆယ်ဖို့အတွက်အချိန်တန်ပြီးဖြစ်ပြီး ဒါပေမဲ့သူဝယ်ထားတဲ့ဆက်တွေဟာအရန်ကိုများပြီးတော့အရန်ကိုလေးတာကြောင့်ပဲအင်္ဂါလေးရဲ့တေသာကြံငင်ကအလေးတက်မခံနိုင်ပေနဲ့ပြိုကျသွားခဲ့ပါတယ်။ဒီတခါတော့သွားပါပြီ။ဆက်တွေမရှိတော့ပါဘူး။လူကလည်းစိတ်ယုံတန်နေရပြီဖြစ်ပြီးဒါပေမဲ့ကောင်မလေးဟာလက်မလျှော့ပဲနဲ့အင်္ဂါကိုပြန်ပြီးတော့မိဘရဲ့ငွေစင်းစာအုပ်ကိုခိုးလိုက်ပါတယ်။ဗန်ရဲ့ဝင်တဲ့အင်္ကြီးကိုလည်းခိုးဝေ့ခဲ့ပြီးတော့ဒါပေမဲ့နောက်ဆုံးမှအင်္ဂါလူသိခဲ့ပါတယ်။သူဟာအရှိကနေပြေးပြီးတော့တင်းအင်းသားလုံးကအနောက်ကနေလိုက်နေပါတယ်။သူကထွက်ပြေးဖို့အတွက်ကားတစ်စီးရဲ့အနောက်ကိုကပ်ပြီးတော့လိုက်သွားခဲ့ပေမဲ့ ူဘဏ်ကိုရောက်သွားတဲ့အချိန်မှာတော့ငွေစင်းစာအုပ်ထည့်တဲ့အိတ်ကပေါက်သွားခဲ့တာဖြစ်ပါတယ်။အဲဒီမှာသူဟာပတ်စံတဲ့ကားတစ်စီးကိုတွေ့လိုက်ရပြီးသူကဘဏ်ဝင်တဲ့အနေနဲ့အဆောင်တစ်ယောက်ကိုထွက်သွားအောင်လှည့်စားလိုက်ပြီးတော့ပတ်စံတဲ့အိတ်ယူကထွက်ပြေးသွားခဲ့ပါတယ်။အဲဒီအချိန်မှာတော့သူတို့ကျောင်းဆရာရဲ့လက်ထောက်ကိုတွေ့လိုက်ရပြီးတော့အဲဒီလက်ထောက်ကကျောင်းကိုဆက်တည်သွားဖို့တဲ့လုံနေတာဖြစ်ပြီးအဲတော့ကောင်မလီကပတ်စံကိုလက်ထောက်ရဲ့လက်ထဲကိုထည့်ပြီးတော့ကားကိုမောင်းသွားလိုက်ပါတယ်။တနာကြောင်နဲ့လက်ထောက်လေးကိုတော့အဆောင်တွေကလာခေါ်သွားခဲ့တာဖြစ်ပြီးကောင်မလီကတော့တောင်ပေါ်ရောက်ပြီးတော့ သူတက်ထားတဲ့ပညာအမျိုးမျိုးကိုအသုံးချပြီးတော့နောက်ဆုံးမှာတော့ပတ်စံထည်ထားတဲ့တက်တာကြီးကိုအောင်မြင်စွာနဲ့ရှာရွေးခဲ့ပါတော့တယ်။ကမာလီကပတ်စံကိုတက်တက်လုံးထိုင်ရတော့မယ်လို့ထင်နေတဲ့အချိန်မှာသူဟာတက်တာကိုတခြားနေရာမှာပြစ်ထည့်လိုက်ပါတယ်။နောက်နေ့မှာတော့ရေဒီယိုကနေတနေရာမှာရေနစ်နေတဲ့သင်္ဘောတွေအများကြီးရှိနေရဆိုတဲ့သတင်းကိုသူကြားလိုက်ပြီးအဲ့ဒီနေရာကိုသွားပြီးတော့စူးစမ်းတဲ့အခါမှာတော့လူအများကြီးရှိနေမှာပါ။အဲ့တော့ကမာလီကဥတီယာနောက်တစ်ခုတွေ့သွားပါတယ်။သူဟာသင်္ဘောမောင်းနဲ့ရင်မောင်းလမ်းစဉ်ကိုသွားပြေဖို့အတွက်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အမှန်တကယ်တော့ဒီဇယ်လန်လီဟာငွေမဲ့တဲ့ကောင်မလေးရဲ့အကြောင်းကိုရေးထားပြီးမိ့ ဦးတီကျဲရှိတာနဲ့သူ့ရဲ့စူးစမ်းမှုတွေဟာအရင်ကိုအတူယူဖို့ကောင်းနေပါတယ်။နောက်ဆုံးရလက်ကဘလို့ပဲဖြစ်သွားပါစေ။သူသွားတဲ့လမ်းတစ်ချောင်းမှာစူးစမ်းခဲ့တဲ့အရာတွေဟာတခုမှအလကားမဖြစ်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။အရင်ကမှတန်ဖိုးရှိတာတဲ့အတွေ့အကြုံတွေဖြစ်ခဲ့ပါတယ်။